ထိုင်းနှင့်ကမ္ဘောဒီးယားတို့တကြော့ပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလေတပ်က ကမ္ဘောဒီးယားစစ်စခန်းကိုဘုံကျဲကမ္ဘောဒီးယားကလည်း BN21 ရရှထုတ်တုံးကြီးများဖြင့်ထိုင်းရဲ့တို့ပြန်လည်ပစ်ခတ်ထိုင်းနှင့်ကမ္ဘောဒီးယားတို့နယ်စပ်နယ်မြေပိုင်ဆိုင်မှုအငင်းပွားရာမှတကြော့ပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလေတပ်ကကမ္ဘောဒီးယားစစ်စခန်းကိုဘုံကျဲကကမ္ဘောဒီးယားကလည်း BN21 ရရှထုတ်တုံးကြီးများဖြင့်ထိုင်းနိုင်ငံလည်းတို့ပြန်လည်ပစ်ခတ်ကြောင်းထိုင်းတွင်းဌာနများကဖော်ပြထားပါသည်ယနေ့နံနက်၈နာရီဝန်းကျင်ချိန်ကစတင်ပြီး ထိုင်းစစ်တပ်ကကမောရီးယားနယ်မြေတွင်းမှာစစ်စခန်းဖြစ်အုံပြုနေတဲ့ကာစီနိုယုံတစ်ခုကိုဘုံကျဲချလိုက်ပြီးကမောရီးယားကလည်းထိုင်းဘက်ကိုဒုံးကျည်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်းယမန်နေ့ကလည်းထိုင်းနဲ့ကမောရီးယားတို့နယ်စပ်မှာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဆိုပါပစ်ခတ်မှုအတွင် ထိုင်းစစ်သားတအူးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။တင်းမာမှုတွေမြင့်တက်လာတာနဲ့အမျှဒေသခံတွေဟာနယ်စပ်ဒေသတွေကနေထွက်ပြေးနေကြပါတယ်။ကမောရီးယားအရာရှိတွေကတော့ပလိပခတ်တွေမှာအရက်သား၃ဦးပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။ ထိုင်းနိုင်ငံမှာတော့စစ်တပ်ကခရိုင်လေးခုတလျှောက်အရက်သား3,800ကျော်ကိုဘေးလွရာရွှေ့ပြောင်းပေးနေတယ်လို့ပြောပါဗျ။ထိုင်းစစ်တပ်ကချွန်ဘက်ဒေသမှာကမောရီးယားတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကိုခံခဲ့ရလို့သူတို့ရဲ့တပ်ဖွဲ့ဝင်9ဦးဒဏ်ရာရခဲ့တယ်လို့ပြောပါဗျ။ကမောရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ထိုင်းနိုင်ငံကနေဆက်ပြည်နယ်နှစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲခဲ့ပြီးသူတို့ရဲ့တပ်ဖွဲ့တွေကတော့လက်တုံ့ပြန်တိုက်ခိုက်တာမရှိခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိထိုင်းဝန်ကြီးချုပ်ကလည်းအငင်းပွားနေတဲ့နှစ်နိုင်ငံနယ်ဆက်ကိုတွားရောက်မဲ့ခီးစဉ်ကိုဖျက်သိမ်းပြီးလုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးခေါ်ယူနေကြောင်းထိုင်းစစ်တပ်၏အဆိုအရကမ္ဘောဒီးယားကလက်နက်ကြီးများနဲ့အမြောက်များကိုနယ်ဆက်သို့ရွှေ့ပြောင်းနေကာထိုင်းနိုင်ငံ၏လုံခြုံရေးကိုချိန်ချောင်းရေးကြောင်းသတင်းများကဆိုပါတယ်။ထိုင်းဆိုရကယမန်နေ့ကလေးကနှစ်နိုင်ငံနယ်ဆက်နီးနေထိုင်သောထိုင်းပြည်သူများကိုပြောင်းရွှေ့ခိုင်းထားခဲ့ပြီးဖြစ်ပြီးနယ်ဆက်တစ်လျှောက်တွင်ထိုင်းစစ်တပ်ကစစ်အင်အားကိုတုံ့ပြန်လိချထားကြောင်းသိရှိရပါတယ်။ထိုင်းနှင့်ကမ္ဘောဒီးယားတို့ဟာနယ်မြေညှင်းပွားမှုတွေကြောင့် ယခုနှစ်မေလမှာပြစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီးဇူလိုင်လမှာယာယီပြည့်ရဆဲခဲ့ကအမေရိကန်၏စီစဉ်မှုဖြင့်အပြစ်ခတ်ရဆဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။နှစ်နိုင်ငံပြစ်ခတ်ရဆဲမှုအပြီး၅လကျော်ကြာမှာစစ်ပွဲတွေပြန်လည်စတင်ဖြစ်ပွားနေတာဖြစ်ပါတယ်။